ကဲဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကတူချေလက်ထက်မှာအင်္ဂလန်အသင်းဘလောက်ဒီအောင်မြင်မှုတွေရရှိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ကြောက်အခုဆိုလို့ရှိရင်အင်္ဂလန်အသင်းကဒါနေပြချုပ်ကလည်းပြောင်းသွားပြီ။ဒါသူ့ရဲ့ပထမဦးဆုံး ါပွဲဥထောက်ပွဲကိုလည်းရှေ့မှာကစားပြသွားခဲ့ပြီးပြီဆိုတော့ဒါတူချဲအနေနဲ့ဒါပြောဖို့စောသေးတယ်ဆိုမှလည်းကျွန်တော်တချက်ခံမှန်းကြည့်အောင်ခုဆိုလို့ရှိရင်လည်းအင်္ဂလန်အသင်းကဒါတော်မတူချဲနဲ့အတူပဲကျွန်တော်ဒီချေစပွဲတွေစပြီးတော့ကစားနေရပြီဒီပထမအဦးဆုံးကျော်အေဘီနီးယားနဲ့ပွဲမှာပဲတော်မတ်တူချေရဲ့ဒါအဖွင့်ပွဲကတော့ဒါအဖွင့်လာခဲ့တယ်လို့ပဲပြောမှာပဲကျော်အေဘီနီးယားကိုအိမ်ခွင်းမှာ2-0ရရလာနေတော့အနိုင်ရခဲ့တယ်အဲပွဲမှာဆိုလို့ရှိရင်လဲဒါသူ့ရဲ့ဒါပွဲထွက်လာတဲ့ပုံစံတွေကိုမပြောခင်မှာကျော်တူချေအနေနဲ့ ဒါအင်္ဂလန်အသင်းနဲ့ရောလာရောညီထွေမှုရှိလားဆိုလို့ရှိရင်တော့အဓိကပြောရမှာကတော့ Southgate ပဲ ဒါစောက်ကိတ်တုံးကလည်းဒီသူရိုးရိုးဒီပွဲသေးတွေမှာဆိုလို့ရှိရင်တော့ဟုတ်မလို့ပါလို့ ਨੇ တကယ်ပြိုင်ပွဲကြီးတွေကြလို့ရှိရင်အင်္ဂလန်သင်းကအမြဲထားပေါက်တတ်တယ်ဒီတော့ချစ်ချစ်ပွဲကတော့အင်္ဂလန်ကတော့ပုံမှန်တိုင်းအမြဲအောင်ပါတယ်ဒါအခုသူချဲကလည်းပထမအဆုံးပွဲဆိုတော့ပျော်ဖို့ကတော့စောသေးတယ်အမလည်းကြောက်တာလူရွေးချယ်တဲ့ပိုင်းမှာဆိုလို့ရှိရင်လေအခုလက်ရှိလလောဆယ်မှာဆိုလို့ရှိရင်တော့ကြောက်အဓိကပြောချင်တာကြောက်ခိုးပမရဲ့ဒါဘူကာယိုဆာကာရဲ့အင်ဂျူရီကြောင့်ဒါသူတို့ ဒီအတင်းနဲ့ဆက်သွယ်ရတာမျိုးမရှိသေးဘူးဒါပေမဲ့သူတို့နှစ်ယောက်ပြန်ကောင်းလာတဲ့ခါကြလို့ရှင်တော့ကျွန်တော်ဒီတောမတ်တူချဲရဲ့အတင်းဒါအပြည့်စုံကိုကျွန်တော်တွေ့ရမယ်ဒါပေမဲ့ကျွန်တော်သဘောမချတာအခုချိန်ဒီအင်္ဂလန်ကဒီနောက်တန်းပိုင်းမှာဒီဝေါ်ကာတို့ထရီဘီယာတို့ကိုတုံးကျင်နေတော့မယ်အသက်ရွယ်ဒီဝိုင်းနေဆိုတဲ့ဟာကြီးကို ဒီနောက်ပိုင်းမှာတိတ်ပြီးတော့လက်မခံကျင်တော့ဘောက်ဆိုဒီဝေါ်ကာရဲ့ကစားပုံကလည်းတဖြည်းဖြည်းနဲ့ကျလာတာတော်တော်ကြီးကိုတိတာလာပြီကြောက်ဝေါ်ကာအစားအကြောဒီထရန့်အလက်ဇန္ဒားအာနိုတို့ရစ်ဂျိန်းတို့အများကြီးပဲပြာရှိရလားဒီထက်ဒီဝေါ်ကာထက်ပူပြီးတော့လုံးပြနိုင်တဲ့အင်္ဂလန်မှာကောင်းတဲ့ညာနောက်ခံကစားသမားတွေအများကြီးပဲအဲ့ဒါဥမာဝေါ်ကာကိုပဲကောင်းလာပြီးတော့အကျွေးထားတယ်ဒါမဲ့နောက်ဆင့်နေကြလို့ရှင်တော့ဝေါ်ကာကိုထားခဲ့ကောင်းထားခဲ့နိုင်တယ်ဒါမဲ့အခုလက်ရှိမှာတော့ဝေါ်ကာကို first line နဲ့အဖြစ် အာအကုန်ပြုခဲ့တယ်ဒါအလဲမှာဆိုလို့ဒီဆန္ဒပတ်နေရာမှာဆိုလို့ရှင်ပေါ့အဓိကဆန္ဒပတ်နေရာမှာဆိုလို့ရှင်ကျော်ကွန်ဆာကိုတုံးတယ်ဒါဆောက်ဂိတ်တို့ဒါလီကာစလီတို့လက်ထက်မှာတော့ကျတော့ဒါဂူဟီတို့ဂျွန်စတုန်းတို့လိုကစားသမားမျိုးကိုတုံးတယ်အခုမှကျတော့ဒါတောမတ်တူချေနဲ့အပြိုက်လေးကတော့နည်းနည်းကွဲတယ်ဒါကွန်ဆာကိုအဓိကထားပြီးတော့ပွဲထွက်လာတယ်ကွန်ဆာနဲ့ဒါခိုဝဲတို့ဘောင်းနဲ့လည်းတွဲလို့ရတယ်ဒါပေမဲ့သူ့အနေနဲ့ဒီနေ့ပွဲမှာဒါကွန်ဆာရဲ့ကျော်နျူကာဆယ်အသင်းမှာဒါခြေစွမ်းပြနေတဲ့ဘရန်ပေါ့ ဒါလီဗာပူးကိုဒါ twin goal twin သွားတဲ့ကစားသမားဒါဒီကစားသမားတွေနဲ့ပွဲထုတ်လာတယ်ဒါပြီးလို့ရှိရင်ဒါလက်ပြီးလို့ရှိရင်ကျော်ပင်နောက်ခံနေရမှာကျော်အာဆင်နယ်အသင်းရဲ့ဒါလူငယ်ကျယ်ပွင့်ကစားသမားတော်တော်လေးကိုလည်းခုနောက်ဘက်မှာခြေစွမ်းတည်ငြိမ်နေတဲ့ကျော်စစ်ကီကိုပဲ ရွေးချယ်ထားတယ်ရွေးချယ်ထားတဲ့အပြင်မှာဒါ first line နဲ့အနေနဲ့သူယုံယုံကြည်ကြည်နဲ့အသုံးပြုတယ်သူယုံကြည်လိုက်တဲ့ကစားသမားသူ့ကိုကောင်းကျိုးပေးသွားပဲပြောမှာပဲသူရဲ့ပထမဆုံးဒါအင်္ဂလန်ပွဲဥထွက်မှာပဲသူရဲ့အဖွင့်ကိုကိုရခဲ့ပြီးတော့အဲ့ဒီပွဲရဲ့အကောင်းဆုံးကစားသမားစုကိုလည်းဒါစီကီကပဲရရှိခဲ့တယ်ကျွန်တော်ကွင်းလိုက်ဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဘာမှပြောစရာမလိုဘူးကျွန်တော်ကွင်းလိုက်ဘက်ကဒီအင်္ဂလန်ကအကောင်းဆုံးလို့ပြောလို့ရတယ်ဒါပေမဲ့တဦးတယောက်ဒီ ကစားသမားတွေရဲ့ quality ကောင်းတာဒီအင်္ဂလန်ကိုရောက်လာတဲ့ခါကြာလို့ရှိရင်အမြဲတမ်းတိုင်ပတ်တဲ့အကျင့်ရတော့ရှိတယ်။ကျွန်တော်ကွန်းလမ်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီဂလန်ရိုက်စ်ရဲ့ပြလို့ရှိရင်ကာတစ်ဂျုံရဲ့ဘယ်လင်ဂန်ရဲ့ဒါဒီ၃ယောက်ကလောလောဆယ်ဒါသူပထမဆုံးပွဲဥထွက်မှာအသုံးပြုခဲ့တဲ့ line up ဒါခိုးပါမှာတို့ဘာလို့မရှိသေးဘူးဗျာ။ကိုးပါမှာတို့ပြန်လာလို့ရှိရင်တော့ဒါကာတစ်ဂျုံတို့ မတို့ကိုလိုင်းနဲ့အောက်ကောင်းကောင်းနိုင်တယ်ဒီကလန်ရိုက်နဲ့ဒါပယ်လင်ဂန်နဲ့ကိုတွဲပြီးထားပြီးတော့ကျွန်တော်ခိုးပါမှာကိုနံပါတ်10ရို့မှာကစားခိုင်းထားလို့ရတယ်ပြီးလို့ရှိရင်ဒီနေ့ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော် market raffle ကိုရုံုံကြီးနဲ့ပွဲထုတ်လာတယ်ဒါတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ hurricane ပေါ် hurricane ကတော့ပုံမှန်ပွဲထုတ်ခွင့်တော့ရအောင်ပါပဲဒီဘက်တိုက်စစ်ချမ်းမှာဆိုလို့ရှိရင်လည်းစာကား injury ဖြစ်နေတဲ့အတွက်ကြောင့်မလို့လော့ဆယ်တော့မပါဝင်နိုင်သေးဘူးစာကားပြန်ကောင်းလာတဲ့အခါကျလို့ရှိရင်တော့အင်္ဂလန်တင်းရဲ့ဒါအစုဖွဲ့ကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်ကြီးကို ကြောက်စရာကြီးကောင်းတယ်ဒါပေမဲ့အင်္ဂလန်ကအမြဲတမ်းအဆင်လာရှိတယ်အခုချိန်ဒီပါဆူပလာအောင်မြင်မှုမှာမရသေးတဲ့အတင်းတင်းဒါပေမဲ့တောမတ်တူချယ်လက်ထက်မှာကျုပ်တေချာကြည့်ရမယ်ဆိုလို့ရှိရင်ခုနကသူဒါတောမတ်တူချယ်ရွေးချယ်ခဲ့တဲ့လူစင်းတိုင်းပြောရမယ်ဆိုလို့ရှိရင်တော့မစိုးဘူးဗျာဒါတကယ်ကိုတောင့်နေအင်အားတောင့်နေဒါပေမဲ့တခြားအသင်းတွေကလည်းအင်အားတစ်ဖြည်းဖြည်းနဲ့ပုံပုံပြီးတော့တောင့်လာတယ်ဒါပေမဲ့ကျွန်တော်အော်ဘာရောခြုံငုံပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်အသင်းတွေအားလုံးထဲမှာအင်္ဂလန်အသင်းကိုမှီတဲ့အသင်းဆိုတာမရှိဘူးကျွန်တော်လည်းအင်္ဂလန်ဖန်အင်္ဂလန်ကိုဒါအများကြီးဖလား ရဖို့မျှော်လင့်နေဒါပေမဲ့အမြဲတမ်းတလွဲတွေလှုပ်တတ်တဲ့အင်္ဂလန်အသင်းဒါအခုတော့မတ်တူချဲလက်ထက်မှာဘယ်လောက်ထိအောင်မြင်မှုတွေရရှိသွားမလဲတော့မတ်တူချဲရဲ့ play style နဲ့ဒါအင်္ဂလန်အသင်းကဒါကစားသမားတွေနဲ့ရောကိုက်ညီမှုရှိရလားဘယ်လိုမြင်လဲ comment မှာဝင်အောင်ဆွေးနွေးပေးသွားကြပါအောင် MM Media ကိုအဆုံးသတ်ရှိပေးကြတဲ့ပရိသတ်တယောက်ရှိတဲ့အောင်လူပဲကြေုပ်တင်ရှိပါတယ်အခါသာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရကျော် MM Media ရဲ့ Facebook YouTube TikTok တို့ကို like subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ် ဘောလုံးမတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပြည်သက်များအနေနဲ့လည်း www.mmmedia.stream မှာခါမတိုင်းလိုက်ဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်ဆီစဉ်ဒီမှာပြန်လည်ဆောင်ရွက်ရမယ်ကျွန်တော်တို့အစီအစဉ်တက်ဆက်သူကိုယ်စားပါ